ငလီမေးနှုတ်ဆက်တွဲကြောင့်မြန်မာနိုင်ငံမှာစီးပွားရေးစင်ခုန်မှုများပိုဆိုးလာကြောင်းကမ္ဘာ့ဘဏ်ရဲ့ဇွန်လ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့မြန်မာစီးပွားရေးစောက်ကြည့်လေ့လာမှုအစီရင်ခံစာရရရှိရပါတယ်မြန်မာနိုင်ငံအနေနဲ့ငလင်တန်းအကျိုးသက်ရောက်မှုတွေကိုဆိုးရွားစွာခံစားခဲ့ရပြီးစီးပွားရေးလုပ်ငန်းများနဲ့အိမ်အောင်စုများဟာနောက်ဆက်တွဲရိုက်ခတ်မှုတွေကြောင့်ပေါ်ပေါက်လာတဲ့စိန်ခေါ်မှုများနဲ့ရင်းဆိုင်ကြုံတွေ့နေရတယ်လို့အဲ့ဒီစီးပွားရေးအစီခံစာအသစ်မှာရေးသားပြုစုထားပါတယ် ယခုလိုပြည်ရင်းပဋိပက္ခပြည်စစ်တအားပြတ်တောက်မှုကုံသွေးရင်းနဲ့နိုင်ငံချမ်းငွေလဲနှုန်းကန့်သက်ချက်အဆရှိတဲ့လက်တလောစင်ခုံမှုကြီးတွေဖြစ်ပေါ်နေစင်မှာပဲငလင်ဘေးနောက်ဆက်တွဲတက်ရောက်မှုများကြောင့်လဲဒီလိုဆိုးရွားတဲ့စီးပွားရေးကိရက်တွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ပါတယ်အစည်းအဝေးခန်းစားရငလင်ဘေးအကျိုးဆက်များကြောင့်ယခု2025-2026ဘဏ္ဍာနှစ်အတွင်းမြမစီးပွားရေးတိုးတက်မှုနှုန်း GDP ဟာ1.5%ခန့်ကျော်ကျသွားမယ်လို့လဲကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ် ဒါအပြင်အင်အားပြင်းကလင်းကြောင့်ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံတွေရဲ့ဓာတ်ရိုက်ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ17ဘီလီယံရှိနိုင်တယ်လို့ခန့်မှန်းထားတာကိုလည်းတွေ့ရှိရပြီး၎င်းဟာမြန်မာ GDP ရဲ့14%ရာခိုင်နှုန်းနဲ့ညီမျှတယ်လို့အစိုးရကန်စာရလေ့လာရပါတယ်ငလီမေးကြောင့်မန္တလေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့နေပြည်တော်စတဲ့ဒေသများမှာနေထိုင်ကြတဲ့ပြည်သူ18တန်းခန့်အပေါ်မှာထိခိုက်မှုတွေရှိခဲ့ပြီးကိုးတန်းခန့်ဟာအထူးဒုက္ခရောက်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ ငလင်ကြောက်လက်ရှိဘဏ္ဍာနှင့်စီးပွားရေးထုတ်လုပ်မှုပမာဏဟာချက်ခင်ကတဲ့အမေရိကန်ဒေါ်လာ1ဘီလီယံခန့်ညှော်နှဲမယ်လို့မျှော်မှန်းထားပြီးမန္တလေးနဲ့နေပြည်တော်တို့မှာဧပြီလနဲ့စက်တင်ဘာလအကြာကာလအတွင်းစီးပွားရေးထုတ်လုပ်မှုပမာဏရဲ့၃ဘုံ၃ဘုံခန့်ဟာဆုံးရှုံးမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းပြန်ပါတယ်။ နာဆာကအနေနဲ့ငလင်တန်ကျောက်လူရည်9သိန်းကျော်ဘေးသင့်ခဲ့ရပြီးမူလပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာစုစုပေါင်းငွေကျပ်3800ဘီလီယံကျော်ရှိကြောင်းထုတ်ပြန်ထားပြီးတော့ငလင်တန်သင့်ဒေသတွေကအရင်းနှီးလိုအပ်သူတွေအတွက်ငွေကျပ်900ဘီလီယံအထိထုတ်ချေးပေးဖို့ရထားကြောင်းကိုလည်းနာဆာကဥက္ကဋ္ဌကမေလ30ရက်နေ့မှာပြောကြားထားတာလည်းရှိပါတယ်